မိတ်ဆွေရဲ့ဘဝမှာတခါလောက်များ AI ကကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေအနုပညာလက်ရပဲဒါမှမဟုတ်တခြားအရာတွေအကုန်လုံးစက္ကန့်ပိုင်းတွေဖန်တီးပေးနိုင်လိမ့်မယ်လို့တွေးမိဘူးလား AI ကကျွန်တော်တို့ရဲ့လုပ်ငန်းခွင်နဲ့ဖန်တီးမှုနယ်ပယ်တွေကိုပြောင်းလဲပြစ်နိုင်တဲ့ဒီပညာတစ်ခုဆိုတာငြင်းလို့မရပါဘူး ဒါပေမဲ့တကယ်တမ်းမှာ AI ကိုတုံးတက်ရုံနဲ့ကျွန်တော်တို့စိတ်ကူတဲ့အရာတွေအကုန်လုံးမှော်ဆန်ဆန်ဖန်တီးလို့ရနိုင်ပါမလားလူအများစုထင်နေသလိုပဲ AI ကကျွန်တော်တို့ရဲ့အနာဂတ်ကိုအစားထိုးသွားမှာလားဒါမှမဟုတ် AI ကကျွန်တော်တို့ထပ်ပို့ပြီးတော့ဖန်တီးနိုင်စွာရှိနိုင်မှာလားကျွန်တော်အမြင်အရပြောရမယ်ဆိုရင်တော့ AI ဆိုတာကျွန်တော်တို့ရဲ့စမ်းဆောင်ရည်တွေကိုအစပေါင်းများစွာမြင့်တင်ပေးလိုက်တဲ့ဉာဏ်ပညာတစ်ခုလိုပါပဲ ဥပမာဆိုရင် weekly report တကူကိုကျွန်တော်က3နာရီလောက်အချိန်ယူပြီးတော့လုပ်ရပါမယ်။ AI ကိုအသုံးပြလိုက်တာနဲ့3နာရီလောက်ပဲကြာတော့မှာပေါ့နော်။ဒါ3စားလောက်မြန်သွားတာပါ။တခြားပုံစံနဲ့ပြောရမယ်ဆိုရင်ကျွန်တော်လက်အောက်မှာ laptop assistant တစ်ယောက်ရောက်လာတဲ့သဘောပါပဲ။ဒါပေမဲ့ဒီနေရာမှာဥပမာအဖြစ်ပြောလို့ရှိရင် data entry ဝန်ထမ်းတစ်ယောက်ကိုကျွန်တော်က AI အကြောင်းရှင်းပြပြီး report ထုတ်ခိုင်းမယ်ဆိုရင်တော့သောနာကကျွန်တော်ထုတ်ထားသလိုမျိုးကျွန်တော်နားလည်လာသလိုမျိုးပြီးပြည့်စုံတဲ့ report ကိုသူဖန်တီးပေးနိုင်မယ်လို့ထင်ပါသလား။အဖြေကတော့မဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့သူ့မှာဒီ report ထုတ်ဖို့အတွက်လိုအပ်တဲ့အချက်အလက်တွေအဖြေရဖို့အတွက် AI ကို input ခေါင်းပေးနိုင် ိုလိုအပ်ချက်တွေရှိနေလို့ပါဒါသူနားလဲတယ်နဲ့ပဲမဟုတ်တဲ့အတွက်အလုံးစုံနားလဲဖို့တော့ခက်ခဲတာပေါ့နော်နောက်ထပ်ဥပမာတစ်ခုထပ်ပြောပြပါမယ်ဒီပုံမှာပါတဲ့တာမန်လူတစ်ယောက်က AI ကိုပုံထုတ်ခိုင်းတာလဲ brown နဲ့ဒီဇိုင်းကြောင့်အကြောင်းလည်းနားလဲတဲ့သူတစ်ယောက်ကရေးထားတဲ့ brown တစ်ခုကိုရှင်းကြည့်လိုက်ပါဘယ်တစ်ခုကပိုကောင်းတဲ့ reset ထွက်လာပဲလို့ထင်ပါလဲ သေးကြတာတော့ညာဘက်ကဒီဇိုင်းတမရေးထားတဲ့ plan ပိုကောင်းတဲ့ result ရမှာပါအဲ့လိုပဲကျွန်တော်တို့ကကိုကတစ်ခုခုကိုလုပ်ချင်တယ်လို့စိတ်ကူးပြီးရတယ် AI ကိုခိုင်းလိုက်ရုံနဲ့ AI ကပိုကောင်းတဲ့ result ကိုပေးမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ AI ဆိုတာကမှော်ပညာမဟုတ်ဘူးသူကကျွန်တော်တို့ပေးထားတဲ့အချက်လက်တွေသင်ယူထားတဲ့ပုံစံတွေတိုင်းပဲလုပ်ဆောင်ပါတယ်လူသားတွေလိုမျိုးသူ့မှာအသက်တည်ထနိုင်စွာအတွေးခေါ်ရင်းနဲ့ဒီ emotion တွေလိုမျိုးကို AI ကသူ့ဘာသာသူဖန်တီးနိုင်စွာမရှိပါဘူး AI ကတကယ်တော့ကျွန်တော်တို့အတွက်အထောက်အကူပြုကိရိယာသက်သက်ပဲဖြစ်ပြီးတော့သူ့ကိုထိန်းချုပ်မဲ့သူကတော့ကျွန်တော်တို့ကိုယ်တိုင်ပါပဲကိုဖန်တီးကျင်တဲ့အရာတခုကိုအနည်းဆုံးအပေါ်ရန် general လောက်တော့သိတာဖို့လိုအပ်ပါတယ်အဲ့လိုမှပဲဖန်တီးတဲ့အခါမှာ AI ကိုတိတိကျလိုအပ်ချက်တွေလိုချင်တာတွေထည့်ရေးပြီးခိုင်းလို့ရမှာပေါ့နော်နောက်ဆုံးအနေနဲ့ကိုကမတိသေးဘူးဆိုရင်တော့မှ AI ကိုအရင်ပေးပါ AI ကပြောတဲ့လိုအပ်ချက်တွေကိုမှတ်သားပြီးတော့မှ AI ကိုပြန်ခိုင်းပို့ပြီးတော့အသုံးချလာလာပါပါ ီလိုမှမဟုတ်ပဲကိုကသူများရေးထားတဲ့ brown တွေနဲ့ပဲတုံးချနေရင်တော့ကိုယ်တိုင်တစ်ခုခုဖန်တီးကျင်တဲ့အခါဘယ်လိုလုပ်ရမလဲမသိဖြစ်သွားပါလိမ့်မယ်ပြီးတော့နောက်တစ်ခုက AI ကိုမများမင်းမှခိုင်ဖို့ပါကျွန်တော်တစ်ခုခုကိုဖန်တီးကျင်လို့ brown ရေးမယ်လို့စဉ်းစားရင်လည်းတစ်ခါလေးလက်တန်းရေးလိုက်တာမဟုတ်ပါဘူးကိုယ့်ရဲ့အတွေ့တွေဖန်တီးကျင်တာတွေလိုအပ်တာတွေကို AI ကိုပြောပြရတယ်လိုအပ်ချက်တွေကိုမေးတယ် AI ကိုထပ်ပြေးခိုင်းတယ်ကိုမကြိုက်မချင်းပေါ့နော်အဲ့ဒီမှာမှနောက်ဆုံး perfect ဖြစ်ပြီလို့ခံစားရတဲ့ brown trade တော့မှချက်အစ်စ်ဖွင့်ပြီး AI အောင်ခိုင်းတာမျိုးပေါ့ ကောင်းမွန်တဲ့ prompt တစ်ခုက AI ရဲ့စမ်းဆောင်ရုပ်အမြင့်ဆုံးသည့်ဆက်တင်ပေးနိုင်ပါတယ်။တကယ်လို့ကျွန်တော် prompt ရေးတဲ့ပုံစံကိုအသေးစိတ် sharing လုပ်ပေးဖို့လိုအပ်တဲ့ဆိုရင်လည်း comment မှာရေးခဲ့ပေးပါ။နောက်ထပ် video မှာကျွန်တော်အဲ့ဒီအကြောင်းလေးကို sharing လုပ်ပေးပါမယ်။ဒီတော့ AI ဆိုတာကျွန်တော်တို့ရဲ့အလုပ်တွေကိုပုံမြန်ဆန်စေပြီးတော့ဖန်တီးမှုတွေကိုအားကောင်းအောင်လုပ်ပေးတဲ့ဤပညာတစ်ခုဆိုတာရှင်းလင်းသွားပြီလို့ထင်ပါတယ်။ AI ကကျွန်တော်တို့ရဲ့ဉာဏ်ဉာဏ်သွေးနဲ့ဖန်တီးနိုင်စွမ်းတွေကိုအစားထိုးနိုင်မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုပိုပြီးထူးချွန်တဲ့ professional တွေပိုပြီးတော့ထိရောက်အောင်လုပ်နိုင်တဲ့လုပ်ငန်းရှင်တွေဖြစ်အောင်ကူညီပေးမဲ့ assistant တယောက်သာဖြစ်ပါတယ်။ ဓိကတော့ AI ကိုဘယ်လိုထိထိရရအသုံးပြုမလဲဘယ်လိုမှန်မှန်ကန်ကန်လမ်းညွှန်မလဲဆိုတာပဲအဓိကကြပါတယ်ဒီဗီဒီယိုကနေ AI နဲ့ပတ်သက်ပြီးတော့အမြင်သက်တွေရသွားမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းဘယ်လို AI နည်းပညာတွေဒါမှမဟုတ် prompt ရေးသားနည်းရဲ့အကြောင်းကိုသိကျင်သေးလဲဆိုတာ comment မှာရေးခဲ့ပေးပါဦးအားလုံးပဲ AI ကိုထိထိရရအသုံးပြုပြီးတော့ကိုယ်ပိုင်ဖန်တီးမှုအသစ်တွေပုံဖော်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်